မျိုးရီအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ five star လေးရေးမှုပဲဖြစ်ပါတယ်ခင်ဗျာအပတ်တိုင်းမျိုးရီအတွက်မကြောက်တင်ခံခဲ့တာကတော့ဒါလက်တွေ့ပါပြီးသွားတဲ့ဘက်ကမမတွေစုံစုံနေနဲ့နော်အတူအောင်မွေးခံခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်မျိုးတွေအတွက် နေလေး6ရှစ်အခွေးအဆုံးဆုံးရှစ်ဘူးမူကြောင့်နော်ရှစ်6ထွက်ခဲ့တယ်လို့ကျွန်တော်တို့ဂရုမာလည်းမမအခွေးဖြစ်တဲ့တင်ငါခွန်ကိုခွေရတင်ငါအောင်မြင်ခဲ့ပြီးတော့မိန်မွေကနန်း၃ခွက်မူတင်းနဲ့ရှစ်6ရှစ်နှစ်နှစ်6ကလည်းရှစ်6ဆိုပြီးတော့အောင်မြင်ခဲ့တာဖြစ်တဲ့အတွက်ဒီတစ်ပတ်မှာကျွန်တော်တို့ အတိုင်းတည်းလွန်အလုံးအစင်ပြေကြတာတွေရှိပါတယ်เนาะဟုတ်ကဲ့ပါခင်ဗျာလိုင်းနေရမကောင်းတော့လိုက်ကအခုမှရတယ်ကျွန်တော်အစကျွန်တော်စမ်းနေတာကြာပြီဗျเนาะလိုက်ကအခုမှရတယ်အဲ့ကြတော့လိုက်ကိုတွေးရှိတဲ့မျိုးတွေအလုံးကျမ်းမှချမ်းသာပြီလူရင်းဆန္ဒတွေလေးစုံပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်တို့အချိန်လေးတွေเนาะအဓိကကြာနေတာဖြစ်တဲ့အတွက်

ဒါဒီဘက်ကအမျိုးတွေတွေ့နော်တောက်ကြနေ့မနေ့ညပရိတ်ထိုင်းပါဝါမူကြောင့်ဒါကျွန်တော်မမအပိုင်ပြထားတယ်တင်ငါခွန်ကိုခွေရကျွန်တော်တို့လုံးလုံးနံမူတွေကြောင့်ခွန်လုံးပိုင်နေရှိတယ်ဟလာခွန်ကိုခွန်တစ်ဆိုတဲ့မိန်တင်ငန်းဖြစ်ပေးထားပါတယ်နော်အဲအဲ့ဒီလိုပဲပြီးသွားတဲ့အပတ်ကလိုပဲကျွန်တော်တို့ အစင်ပြေစီမဲ့ဂရုမာအပိုင်မွေး၃ခွက်နဲ့အတူအခွေပါပါမယ်နော်ရှယ်ခွေပါပါမယ်ဒါကတော့ကျွန်တော်မျိုးတွေအတွက်အကောင်းဆုံးကျွန်တော်ရွေးချယ်ထားတာဖြစ်ပါလေခင်ဗျာ အဲ့ကြတော့ကျွန်တော်မျိုးတွေကိုကျွန်တော်ပြီးသွားတဲ့ဘက်ကကျွန်တော်တို့နင်းနာသွားတာငါးပရိနော်ငါးပရိကိုဗျာအပိုင်အပိုင်နောက်ဆုံးရက်မှာကျွန်တော်90နဲ့ခွန်ရှင်းနဲ့နှစ်သုံးစုလောက်တာသူက6 9လို့ကြသွားတယ်အဲ့ကြတော့ဒီတစ်ပတ်မှာလည်းအဲ့ဒီဘရိတ်နဲ့နော်ကဲရမယ့်ကဏ္ဍကိုကျွန်တော်တို့ဆက်သွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ ကျွန်တော်တို့ပြီးသွားတဲ့အပတ်ကနော်ဒီ brain တစ်ခုပေါင်းခြင်း brain ရာနိနိပေါင်းရင်၄ brain ရာနောက်တစ်ပတ်မှာကြားရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ၉၅ဆိုပြီးကြားခဲ့ပါ ကိုငားဆိုပြီးကြားခဲ့ပါတယ်အဲ့ဒီကိုငားနဲ့ခွန်ခွန်ဆိုပြီးကြားခဲ့ပါတယ်အဲ့ဒီလေးပရိတ်ကိုတင်ထိုးရမယ့်ကဏ္ဍကတော့ကျွန်တော်တို့ဒီတုံညာနဲ့ဒီချောင်းနဲ့ပေါင်းရင်နှစ်အချောက်နော်တုံညာနဲ့ချောင်းနဲ့အပြင်ကဏ္ဍနှလုံးပေါ့ဗျာတုံညာနဲ့ချောင်းနဲ့ပေါင်း6 6ခွန်8ဂီးနဲ့ လေးပရိတ်ဆိုတော့ဒီမှာခွန်ဘူးဆိုပြီးအရင်ဆုံးထွက်ခဲ့ပါတယ်ဒီမှာငါးပရိတ်နဲ့ခွန်ပရိတ်ပေါင်းရင်နှစ်နှစ်ပရိတ်ဟာနောက်ဘက်မှာကြာမယ်အဲ့ဒီနှစ်ပရိတ်ဟာခွန်နဲ့တင်းနဲ့ပေါင်းရင်ရှစ်ရှစ်ကိုတုံညာကြီးနဲ့ကြာရမယ်ဆိုတော့ကျွန်တော်နှစ်ပရိတ်20ဆိုပြီးကြာခဲ့ပါတယ်ဒီမှာတင်းပရိတ်နဲ့ရှစ်ပရိတ်ပေါင်းရင်ကိုကိုပရိတ်ဟာနောက်တစ်ဘက်မှာဒီကြာပေါင်းကြာရမယ်ကနန်းဖြစ်ပါတယ် အဲ့ဒီကိုပရိတ်တင်ခွက်ဟာကိုနဲ့နှစ်နဲ့ပေါင်းရင်တိဒီနှစ်သုံးဒီနှစ်ကိုပရိတ်ဆိုတော့ကျွန်တော်တို့ဒီမှာ6336ဆိုပြီးတော့เนาะကြားခဲ့တာဖြစ်ပါတယ်တိရဲ့၄ရဲ့ပေါင်းရင်ငါ၅ပရိယာနောက်တစ်ပတ်မှကြက်ရမယ်ထိုးရမယ့်ကနန်းသုံးခွက်ကခုနဲ့ရှင်းနဲ့ပေါင်းရင်ငါ၅၆ခုကြီးနဲ့ ငါးပရိတ်ဆိုတော့အဲဒီမှာတော့ကျွန်တော်တို့ဘရိတ်ပဲထွက်သွားပြီးတော့တလေးဆိုတဲ့ကီးယာ နော်ကီးနဲ့လွတ်ထွက်သွားတာဖြစ်ပါတယ်ဒီမှာခွန်ရည်တည့်ရဲ့ပေါင်းရှစ်ရှင်းမရေဟာနောက်တစ်ပတ်မှာကျွန်တော်တို့၄နဲ့2နဲ့ပေါင်းရင်6 6ခွန်8ကီးနဲ့ရှင်းပရိတ်ကြရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ6နှစ်ဆိုပြီးကြားခဲ့ပါတယ်။အဲဒီလိုပဲအခုပြီးသွားတဲ့ပတ်မှာ3ရက်နှစ်ရက်ပေါင်းရင်9 9ပရိတ်ကိုကျွန်တော်တို့က နစ်ကွန်ကီးနဲ့ကပ်လိုက်တဲ့စီမှာသူက6 6လို့ကြသွားတာကဒီ6နဲ့4နဲ့ပေါင်းရင်နစ်ချောရှိရရှိပေါင်းချောချောပေါင်းရှိအော် ။ဟော sorry ပါကျွန်တော်တို့ယူရာလေးနည်းနည်းမားတာ။ဒီကဒီအနောက်လုံးနဲ့မဟုတ်ပါဘူးထိထိတ်နှလုံးပေါ့ခွန်ရ6ရပေါင်းရင်3 3 5ကီနဲ့5ပြိဆိုတော့ကျွန်တော်တို့ဒီမှာတလေးဆိုပြီးထွက်ခဲ့ပါတယ်။ဒီလိုပဲကျွန်တော်တို့ခွန်ရ10ရပေါင်းရင်8 8ပြိဟာကျွန်တော်တို့၄နဲ့၉နဲ့ပေါင်းရင်၃၃၄၅ကီးနဲ့ ဒါလည်းတပင်းလေးကြောနေနော်တပင်းလေးကြောနေတယ်အဲ့ကြတော့ကျွန်တော်တို့ဗျာဒီ6 break ပဲ break ကိုပဲအဓိကထားယူရအောင်3ရဲ့နေ့ရဲ့ပေါင်းရင်9 9 break ကကျွန်တော်တို့ဒီအပတ်မှာကြားခဲ့တာဖြစ်တယ်6 9ဆိုပြီးအဲ့ဒီကြတော့အခုပတ်မှာလဲ 6ပြိရဲ့၃ညပြိရဲ့ပေါင်းရင်6ပြိရာဒီတစ်ပတ်မှာရှိပါတယ်အဲ့ဒီ6ပြိကိုကျွန်တော်ကတော့တင်းနစ်3ကီးနဲ့ကတ်ထားတာဖြစ်တယ်ဒီ1ရဲ့၃ညရဲ့ပေါင်းရင်1တင်းနစ်3ကီးနဲ့6ပြိဆိုတော့တင်းငါနှစ်၄33ဆိုတာကိုကျွန်တော်ကဒါရွေးချယ်ပေးထားတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်မျိုးတွေအတွက်နောက်ထပ် ဒါကစူဘူးမွေးလို့ပဲပြောမလားကျွန်တော်တို့မျိုးတွေမမိမှာပါကျွန်တော်383ထွက်ပြီးရင်လေးခုကိုစူဘူးအဖြစ်နဲ့မွေးကျွန်တော်တို့အပြင်းမထဲ့ဟလာစူဘူးတွေထဲ့ထားရင်လေကျွန်တော်တို့နော်ဒီလိုပဲတထောင်တထောင်တထောင်နဲ့နေတိုင်းဟလာထဲ့သွားတလနေရင်စူဘူးခွဲရတယ်လို့ပဲဒါကစိုးစိုးထွက်ရင်ကျွန်တော်တို့ စောစောပူရတယ်ဆိုတဲ့ပြောခဲ့တဲ့စီမှာလေးခွန်ထွက်ခဲ့မှုတယ်เนาะဒါကျွန်တော်မျိုးတွေသိတယ်ရခဲ့မှုတယ်မျိုးတွေအဲ့ဒီလိုပဲအခုကျွန်တော်တို့တုံညာဘူးလို့ထွက်ခဲ့တာကြောင့်မွေးကနန်း၃ခွက်ရှိပါတယ်အဲ့ဒီဟာကနှစ်ပတ်အတွင်းကြတယ်အများဆုံးဆိုရင်၄ပတ်အတွင်း အဲ့ဒီလေးဘက်အတွင်ကြသွားတာကတကြိမ်ပဲရှိတယ်ကျန်တာတွေကနှစ်ပတ်အတွင်းနေကြည်ကြတာများပါတယ်ခင်ဗျာနောက်ပြီးထိုးမယ်ဆိုရင်အဲ့ဒီသုံးွက်ဟာဥပမာကျွန်တော်ကဒီတကွက်ကို ထွက်သွားပြီးရင်နောက်ထပ်နှစ်ကွက်ကိုလည်းလိုက်ထိုးလို့ရသေးတဲ့စူဘူးမွေးကနန်ဖြစ်ပါလေခင်ဗျာအဲ့ဒီစူဘူးမွေးကနန်ကတော့ကျွန်တော်တို့ ဒီ၃ည၃ညထွက်ပြီးရင်ကျွန်တော်တို့၉ငါ၉ခွန်၉၈ဆိုတဲ့မွေးကနေစူဘူးနဲ့၃ခွက်ဟာနှစ်ပတ်နဲ့၄ပတ်အတွင်းမှာတေချာပေါက်လိုက်ထွက်ပြီးချက်ချင်းလဲတပတ်အတွင်းမှာထွက်တက်ပါလိရှိပါလေအဲ့ဒါလေးကိုကျွန်တော်မျိုးတွေအတွက်နည်းနည်းတိုက်ဆိုင်စစ်ဆေးကြည့်အောင်ကျွန်တော်တို့ဒီမှာ သုံးညဘူးလို့ထွက်ပြီးနှစ်ပတ်နဲ့လေးပတ်အတွင်းမှာစူဘူးမွေးကနန်းဖြစ်တဲ့ကိုငါကိုခုကိုရှိကနန်းနေထွက်တယ်ဆိုတော့ဒီမှာငါကိုဆိုတဲ့ကနန်းဟာချက်ချင်းလိုက်ထွက်ပြီးတော့เนาะအဲ့ဒီသူ့ရဲ့ကြံတဲ့ကိုခုကိုရှိတရား လိုက်ထူလို့ရသေးတယ်ဆိုရဲစီမှာနောက်တစ်ဘက်မှာထပ်ပြီးတော့ကိုခွန်ဆိုပြီးထက်ကြတာဖြစ်ပါတယ်နောက်ထပ်ငါးကူးဆိုပြီးပြန်ကြတယ်အဲ့ကြတော့ကျွန်တော်ဆိုလိုတာကဒီသုံးွက်ဒီနှစ်ပတ်နဲ့လေးဘက်အတွင်းမှာကြတယ်တကွဲထွက်ပြီးရင်လဲကြံအကွက်တွေထိုက်လက်ထူလို့ရတဲ့စူဘူးမွေးကနန်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာသုံးညာဘူးဆိုပြီးကြတယ် ီမှာချက်ချင်း5 95ဆိုတာတပတ်တွင်မှာချက်ချင်းကြပြီးတော့เนาะဒီမှာ9995ခုဟာလေနောက်ထပ်၄ဘတ်အတွင်းမှာစစ်တိုက် လိုက်ခဲ့တဲ့ကနန်းနေဖြစ်ပါတယ်အဲ့ကြတော့ကျွန်တော်မျိုးတွေကဒီဟာလေးကြိုက်တယ်ဆိုရင်စူဘူးမွေးပါ ကျွန်တော်တို့ဟလာကိုကီးလေးတွေနဲ့တိုးလာရင်ဗရိတ်လေးတွေနဲ့တိုးလာတဲ့အချိန်မှာကျွန်တော်တို့စပယ်ရှယ်တင်ထိုးလို့ရတဲ့မိန်မွေး၃ခွက်ဖြစ်ပါတယ်ဒီဆိုပေမဲ့အမျိုးတွေအတွက် နော်တေချာပေါ့စူဘူးငွေငွေကနန်းပါခင်ဗျအဲ့ကြတော့နောက်ထပ်ကျွန်တော်တို့စစ်ကြည့်အောင်ဒီမှာတုံညာဘူးလို့ထွက်တာဖြစ်တဲ့အတွက်သူ့အနောက်ကလိုက်ရမဲ့ကိုငါဟာသူကကိုငါဟာအဓိကမိန်ပဲနော်ကိုငါကအဓိကမိန်ပြပါတယ်ကိုငါကိုခွန်ကိုရှစ်ဆိုတဲ့ကနန်းနေလိုက်ထွက်တဲ့စီမှာဒီဟာကိုငါချက်ချင်းထွက်တယ်ခွန်ကိုထွက်တယ်နော်နောက်ထပ်အပတ်ဒီအထိမှာ ီမှာ98ဆိုပြီးထွက်တယ်နော်တပတ်နှစ်ပတ်သုံးပတ်အတွင်းမှာချက်ချင်းထွက်တာဖြစ်တဲ့အတွက်နော်ဒီတုံညာဘူးနဲ့အမျိုးတွေတေကြပေါ့အမျိုးတွေအတွက်အကျိုးရှိမှဖြစ်တဲ့အတွက်မိမ့်မွေးကိုကျွန်တော်က ငါကုခုအဲ့ကြတော့ကျွန်တော်မျိုးတွေကဒီမူတွေစိုက်တွေရနော်40တုံညာဘူး69တင်ငါမလား16ဆိုတဲ့မူတွေကို ြည့်ကြည့်ရင်ကျွန်တော်တို့ Facebook like ကိုတွားကြည့်ပါအဲ့ဒီမှာအကုံဆုံးပြတ်တထားတယ်အဲ့ဒီတည်းကမှအမျိုးတွေအတွက်အကောင်းဆုံးမကြောက်တင်ကံမဲ့အကောင်းဆုံးအခွေဖြစ်တင်ကားခွန်ကိုအခွေကိုရွေးချယ်ပေးခဲ့တယ်ခွန်ပိုင်ရှိတယ်စူဘူးမွေး9998ဆိုတာကိုအမျိုးတွေအတွက်ကျွန်တော်ပေးခဲ့ရင်းနဲ့ပြီးသွားတဲ့အပတ်တွေရလို့ပဲဒီလိုမှမူသည်နဲ့အပိုင်မွေး၃ခွက်ပါမယ် ရှယ်ခွေပါမယ်ဂရုဝင်ကြီးတတောင်းခွဲနဲ့တန်မဲ့အလုပ်ဒီကိုလုပ်ရမှာဖြစ်ပါတယ်ကျွန်တော်အမြဲပြောခဲ့တဲ့ပြီးသွားတဲ့ဘက်ကအတိုင်းပြောတဲ့အတိုင်းကျွန်တော်မျိုးတွေကကျွန်တော်စီမှာဂရုလာဝင်ပေးပါလို့ကျွန်တော်ဖိတ်ခေါ်အပ်ပါတယ်ဘာကြောင့်လဲကုသိုလ်လေးရမယ်ဝမ်းလေးဝမယ်ဟုတ်လားဘာလို့လဲကျွန်တော်တို့ပောက်ကနန်းဖြစ်တဲ့ကနန်းနေလေထိုးပြီးရမှာ ဖြစ်တယ်လို့အမျိုးတွေ ဂရုဝင်လာတဲ့ငွေကြီးတွေကလည်းเนาะအလဟဒမဖြစ်ပဲကျွန်တော်တို့ကုရုဒဏ္ဍာရီတဲမှာသွားมาဖြစ်တဲ့အတွက်เนาะအကျိုးနှစ်ခုခံစားရမှာဖြစ်ပါတယ်လို့ဖိတ်ခေါ်ရင်းနဲ့မိဟောင်းမေတ္တိတွေလာရောက်အားပေးကြပါလို့အမျိုးတွေကိုဖိတ်ခေါ်ပါတယ်เนาะအလုံးမင်္ဂလာပါလိုက်ကကျွန်တော်အခုမှလာရတာကเนาะကျွန်တော်တို့ line နေရမကောင်းဘူးဗျာအခုကောเนาะ ြက်လိုက်အလိုတွေဖြစ်နေတာဖြစ်တဲ့အတွက်နည်းနည်းလေးတီးခန့်ပေးပါလို့ဒုံင်းနဲ့အလုံးမင်္ဂလာပါဒါတပတ်စာပါနော်အမျိုးတွေအတွက်အမြဲတမ်းမကြောက်တင်ခံနေတဲ့ဖိုက်စတာပဲဖြစ်ပါလေခင်ဗျာဂျိုင်းနီတရားတွေကိုလှုပ်ဆောင်လို့ရပါတယ်ခင်ဗျာအဲ့ဒီနေရာမှာအပိုင်လေးမွေးတွေအပိုင်ခွေတွေထိုးကျင်နေဆိုရင်ဂရုမာလာခဲ့ဖို့ဖိတ်ခေါ်ရပါတယ်ခွန်ကိုခွန်လေးနိခွန်တုံညာရှင်ကကြည်ပေးရပါတယ် ခွန်ကိုနေ့ငါတိငါခွန်ငါတော့ဝေးပါနော်အလိုမင်္ဂလာပါကျွန်တော်ရဲ့ like ကို တွေးရှိတဲ့မျိုးတွေအားလုံးဂျမ်းမာချမ်းသာပြီးလူရင်းဆန္ဒတွေပြည့်စုံပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီတစ်ပတ်လေးဘယ်လူတွေနဲ့ကျွန်တော်တို့ဆက်လက်အသုံးခံတော်ခံမလဲဆိုတာဆောင်းစားကြည့်ရှုကြပါစို့လို့နော်